ခင်ဗျားမှားနေပြီအကယ်၍ခင်ဗျားအရန်အားနာတတ်တဲ့လူတယောက်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆုံးအထိကြည့်လိုက်ပါကျွန်တော်ကိုယ်တိုင်ဟောအရှင်တော့ဟောအရန်အားနာတတ်တဲ့လူတယောက်ပါကျွန်တော်ဒီရက်ပိုင်းမှာပဲကျွန်တော် coaching လုပ်ပေးနေတဲ့ client မှာသူ့မှာ people pleasing ဖြစ်တဲ့ behavior အမူအကျင့်တွေရှိတယ်ဆိုပြီးကျွန်တော်နားထောင်ရင်းနဲ့ကျွန်တော်ရဲ့အရှင်အားပုံစံကိုသွားတတိရမိတယ်ပေါ့နော်အရှင်ပုံစံဆိုတာကအရန်ကြာခဲ့တာမျိုးကျွန်တော်၃လလောက်ပဲရှိအောင်မထင်တဲ့ကျွန်တော်အဲ့အချင်းကိုဖျောက်လာတာဖျောက်လာတာကလည်းအဓိကကျွန်တော်အိုက်ကနေပြောမယ်ဆိုရင် နာကျင်မှုတွေလားအဲ့လိုပြောမယ်ပေါ့နော်အဲ့ဒါကိုလုံးလုံးကွက်ကွက်ကြီးမြင်သွားလို့ပေါ့နော်ကျွန်တော်နောက်ဆုံးအဲ့ရတဲ့ဆိုးကျိုးတိသွားတဲ့ချိန်မှာအဲ့မှာငါဒီလိုမျိုးဆက်လို့လို့မဖြစ်တော့ဘူးဆိုပြီးမှကျွန်တော်သဘောပေါက်သွားခဲ့တယ်ပေါ့နော်ကျွန်တော်က paper placing လုပ်တဲ့ချိန်မှာနေရာတိုင်းမှာလိုက်ပြီး paper placing လုပ်ပါတယ်ဥပမာကျွန်တော်တို့လိုဒီလိုမျိုးလုပ်တတ်တဲ့လူတွေကလေကိုယ်စီမှာနည်းနည်းလေးပဲ့သွားမယ်ဆိုရင်တော့သူများကိုအားနာတယ်ဆိုတဲ့စိတ်နဲ့သူများကိုကျွန်တော်တို့ကအလိုလိုက်ပေးလိုက်တာမျိုးပေါ့အချို့ချိန်တွေမှာကျွန်တော်တို့အလိုမကျတဲ့ကိစ္စတွေမှာဆိုရင်တော့ကျွန်တော်တို့ကနားလေလိုက်ပြီးတော့အားနာပါတယ်ရပါတယ်ကိစ္စ မရှိဘူးဆိုပြီးတော့မှလောက်ကြတတ်ပါတယ်တေးသေးမွားမွားလေးတွေမှာကကိစ္စတော့မရှိဘူးဒါပေမဲ့တချို့လိုကိစ္စအနေနဲ့အရေးပါလာတဲ့အချိန်မှာကျွန်တော်တို့စီကနေအများကြီးထိခိုက်ရမယ်ဆိုရင်တော့ကျွန်တော်တို့ကသူများတွေကိုတန်နှင်းခွင့်ပေးလိုက်တယ်ဗျာနောက်ပြီးတော့ကိုယ့်ရဲ့ရှားတင်ခွင့်ရပိုင်ခွင့်တွေတော့မှကျွန်တော်တို့ကမတောင်းရဲကြဘူးဘာတွေကြောက်လို့ကြောက်နေမှန်းလည်းမသိဘူးပေါ့နော်တကယ်တမ်းကျွန်တော်ကအပေါ်ယံကြည့်လိုက်မယ်ဆိုရင်ဟာဒီလူကသဘောကောင်းတယ်ငါတို့ကရပါတယ်အေးဆေးပါလို့ထင်လားတကယ်တမ်းကျမဟုတ်ပါဘူးအဲ့ဒါကကျတော့ကြောက်နေလို့ပါဘာလို့ကြောက်နေတာလဲဆိုရင်ကျွန်တော်တို့ကအကယ်၍ငါလူမျိုးလှုပ်လိုက်တယ်ဆိုရင်တခြားလူကငါ့ကိုမ ကောင်းတဲ့လူလိုမျိုးထင်ဝိုင်းဘလို့လုံးမလဲငါနဲ့သူများကြားရဲ့ဆက်ဆံရေးတွေပြတ်သွားရင်ဘလို့လုံးမလဲအစသည်အဲ့လိုမျိုးလေးကိုတွေးပူနေတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့သူများတွေရဲ့ခံစားချက်တွေကိုတွားပြီးတော့မှတည်ပေးတဲ့အချင်းအခေပြေငါတို့လိုမျိုးလှုပ်လိုက်ရင်သူကဒီလိုမျိုးခံစားရဝိုင်းရင်ဘလို့လုံးမလဲဆိုပြီးတော့မှလကားတွေးပူတတ်တာမျိုးပေါ့နော်သူများတွေကိုအားမနာရအောင်အားမနာရအောင်ဆိုတာကျွန်တော်ခဏတိုင်းကြားဘူးတယ်အုံနောက်ကနေတိလားဆိုရင်တိရဲ့ဒါပေမဲ့ကျွန်တော်လုံးဝအဲ့အချင်းကိုမပြင်နိုင်ဘူးညာတယောက်တည်းဘာလို့အားနာလို့အားနာနေမှလည်းမသိဘူးပေါ့နော်တကယ်တမ်းဆိုရင်ကြာတဲ့အချိန်မှာကျွန်တော်မပြတ်မသားဖြစ်လာတယ်တစီချင်းချတော့မယ့်အချိန် ဆိုရင်ဟိုဟာလိုလိုဒီဟာလိုလိုဟိုဟာလေးသွေးပူပေးလိုက်ဒီဟာလေးသွေးပူပေးလိုက်နဲ့နောက်ပြီးတော့တခုပြောပြမယ်ကျွန်တော်မှာခိုင်မာတဲ့ယုံကြည်မှုတခုရှိတယ်ဆိုရင်တော့ထောက်ခံတဲ့လူတသက်ရှိတယ်ဆိုရင်မထောက်ခံတဲ့လူတွေကိုတော့သူတို့ကကျွန်တော်လာပြီး reason တွေလာပြောတယ်ဆိုရင်ကျွန်တော်နားထောင်လိုက်တဲ့ချိန်မှာအော်အဲ့ဒါကအေးအတိတ်ပဲရှိပါတယ်ဟိုဟာဖြစ်ပါတယ်ဆိုပြီးမှလူတွေကို like ပြီး pleasing လုပ်ပေးတာပေါ့နော်ဒါပေမဲ့အဲ့လိုကြာလာတဲ့ချိန်မှာကျွန်တော်ဘာတော့တတိထားမိလဲဆိုတော့ခေါင်းဆောင်ကောင်းနေလုပ်ငန်းမှာလုပ်နေတဲ့လူတွေခေါင်းဆောင်ကြီးတွေပေါ့ဘယ်လိုမျိုးခေါင်းဆောင်ပဲနေနေပါတို့တွေအားလုံးကခိုင်မာတဲ့ယုံကြည်မှုရှိတယ်ဆိုရင်ပြက်ပြက်သားသားအကုန်လုံးလို းကြပါတယ်။နောက်ပြီးတော့သူ့ကိုမကြိုက်တဲ့လူတွေလည်းသူလုံးဝဂိူးမဆိုင်ဘူး။အဲ့တော့ကျွန်တော်ပြန်စဉ်းစားကြည့်တာပေါ့ငါနာဒီလိုမျိုးဆက်နေသွားမယ်ဆိုရင်တစ်ချိန်ကျရင်ငါလည်းဘလိုမျိုးငါ့ရဲ့မိသားစုတွေကိုလုပ်ငန်းလုပ်တဲ့အချိန်ကျရင်ကိုယ့်ရဲ့လုပ်ငန်းကိုဘလိုမျိုးကောင်းကောင်းဦးဆောင်နိုင်မလဲပေါ့နော်။အဲ့လိုတွေကောင်းကောင်းမြင်လာတဲ့အချိန်မှာကျွန်တော်မလိုအပ်ပဲနဲ့အားမနာတော့ဆိုပြီးမှကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်။အဲ့ဒီနောက်ပိုင်းမှာလည်းကျွန်တော်သဘောပေါက်သွားတာကကိုကသူများရဲ့ခံစားချက်ကိုတည်ပေးသူများတွေကိုစာနာပေးနေတဲ့အချိန်မှာသူများတွေကကျွန်တော်တို့ကိုဂိူးမဆိုင်ပါဘူး။အဲ့တော့ကျွန်တော်တို့ကဒီတိုင်းပဲဆက်အားနာနေအောင်ပဲ people pleasing ယ်ဆက်လုပ်နေဦးမယ်ဆိုရင်နောက်ဆုံးကျွန်တော်တို့ပဲခံရမှာပါအဲ့လိုခံရတဲ့အချိန်ညရင်လည်းတနာမယ်လို့တယောက်မှရှိမှာမဟုတ်ပါဘူးတကယ်တမ်းအာရဲနာတတ်တယ်ဆိုတာကကြတော့ကျွန်တော်တို့ကစိတ်ထဲမှာကြောက်စိတ်ရှိမိနေလို့ပေါ့နော်အဓိကကျွန်တော်ဒီဗီဒီယိုကနေကျွန်တော် sharing လုပ်ပေးချင်တာက kindness ကျင်နာမှုနဲ့အာရန်နာတဲ့ဆိုရဲနှစ်ခုကိုမျောလိုက်နဲ့ပေါ့နော်သူတို့နှစ်ခုဟာလုံးဝမတူပါဘူးဘာမှမဆိုင်ပါဘူးကျွန်တော်တို့ကတစ်ချိန်တည်းမှာသူများတွေကိုကျင်နာလို့ရတယ်ဒါပေမဲ့စီးပေါင်ချားထားပြီးတော့မှဘယ်တော့မှကိုယ့်စီးကိုမကြော်စေနဲ့ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဟာကိုအုံနောက်နဲ့တိတာမဟုတ်ပဲနဲ့စိတ်ရောကိုယ်ပါလုံးဝလုံးလုံးကြီးနားလဲပြီးတော့မှကျင်သွားရတဲ့အချိန်မှာကျွန်တော်ဘဝတိတိတသအရန်ပြောင်းလဲသွားပြီးစိတ်ထဲမှာပူပျော်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့အခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခုခုစဉ်းစားမိတယ်ဆိုရင်ကွန်မန့်မှာမျှဝေပေးခဲ့နိုင်ပါတယ်